မင်္ဂလာပါရှင်ကျမတို့ပန်ဝါစကားဝိုင်းသတင်းတင်ဆက်မှုအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမှာကတော့ဥက္ကဋ္ဌကြီးဦးစခုံတရင်မှရန်ကုန်မှာငွေကျပ်ဘီလီယံ200ကျော်တန်ဖိုးရှိမြေကွက်ဝယ်ယူသည်ဆိုတဲ့သတင်းမှမဟုတ်မှန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်ကချင်ပြည်နယ်အထူးဒေသတဲ့ထာဝရငင်းချမ်းရေးအဖွဲ့ချုပ်ဥက္ကဋ္ဌကြီးဦးစခုံတရင်မှ ရန်ကုန်မှာငွေကျပ်ဘီလီယံ100ကျော်တန်ဖိုးရှိတဲ့မြေကွက်ဝယ်ယူသည်ဟုရေးသားပြောဆိုနေကြခြင်းတည်းမှာမဟုတ်မမှန်လှုပ်ကြံဖန်တီးကပြောဆိုနေခြင်းသာဖြစ်တယ်လို့ကချင်ပြည်နယ်အထူးဒေသတစ်ထာဝရငင်းချမ်းရေးအဖွဲ့ချုပ်မှတာဝန်ရှိသူတဦးကပြောပါတယ်ဒီလိုရေးသားပြောဆိုဝါဒဖြန့်နေတာကဒေတာရင်းမှာရှိတဲ့ပြည်သူတွေဥက္ကဋ္ဌကြီးအပေါ်စိတ်ဝမ်းကွဲစေဖို့ဖန်တီးပြောဆိုနေတာဖြစ်တဲ့ ါကတရင်ကိုတတိချက်ချမစုံစမ်းမစူးစမ်းပဲပြောတာလို့မြင်နေဥက္ကဋ္ဌကြီးဝဲတာလည်းမဟုတ်တလို့ကျွန်တော်တို့အဖွဲ့အစည်းကဝဲတာလည်းမဟုတ်ဘူးဒါကိုဥက္ကဋ္ဌကြီးဝဲတယ်လို့ပြောဆိုနေကြတော့ဒေတာရင်းကပြည်သူတွေဥက္ကဋ္ဌကြီးအပေါ်ကိုစိတ်ဝမ်းကွဲမှုတွေဖြစ်ပေါ်လာစေနိုင်တယ်ကျွန်တော်တို့အနေနဲ့ကပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာကိုမိသားစုလိုခံစားပြီးပြည်သူတွေအေးချမ်းဖို့နဲ့ငြိမ်းချမ်းဖို့ကိုလှုံ့ဆော်နေတာပဲရှိတယ်။ပြည်သူတွေဒုက္ခရောက်ပြီးကိုကောင်းစားမယ့်အလုပ်ဘယ်တော့မှမလုပ်ဘူးလို့သူကပြောပါတယ်။ အခုလိုသတင်းမများရေးသားပြောဆိုခြင်းမှာမိမိတို့ရဲ့ကချင်ပြည်နယ်အထူးဒေသတည်ထာဝရညီချမ်းရေးအဖွဲ့ချုပ်အဖွဲ့အစည်းအပေါ်ဒေသတွင်ပြည်သူတွေရဲ့ယုံကြည်မှုကိုလည်းထိခိုက်စေနိုင်တဲ့အတွက်ကချင်ပြည်နယ်အထူးဒေသတည်အမြန်ဆုံးပြန်လည်ရရှိရေးအတွက်စနစ်တကျလှုပ်ဆောင်နေပြီးဒေသပြန်လည်ရရှိရေးအတွက်ကိုလည်းမိမိတို့အနေနဲ့အစွမ်းကုန်ကြိုးစားလှုပ်ဆောင်သွားမယ်လို့သူက ပြောပါတယ်ကျွန်တော်တို့ဒေတာကိုမတရားသိမ်းပိုက်ခံလိုက်ရတဲ့အချိန်ကစပြီးစနစ်တကျနဲ့ပြန်လည်ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပါတယ် တရားမဝင်မီဒီယာတွေမှာလည်းကျွန်တော်တို့လှုံ့ဆော်နေတာကိုတစိမ့်တပိုင်းဖော်ပြနေတာတွေရှိပါတယ်။ရဲဘော်တွေစိတ်တက်ကြစေမဲ့စိတ်ဝမ်းကွဲစေမဲ့ရေးသားပြောဆိုမှုတွေကိုပြောဆိုလာတာတွေကိုလည်းတွေ့ရပါတယ်။ရဲဘော်တွေကလည်းစိတ်တက်မကြဖို့ဒေသကိုအမြန်ဆုံးပြန်လည်ရရှိဖို့မိမိဒေသကိုပြန်လည်ရရှိမှသာလဲမိသားစုအေးအေးချမ်းချမ်းနဲ့ပြန်လည်နေထိုင်ရဖို့စတဲ့စိတ်တက်ခွန်အားတွေကိုလည်းပေးထားပါတယ်လို့သူကထပ်မံပြောပါတယ်။လက်ရှိမှာလည်းကချင်ပြည်နယ်အထူးဒေသတစ်ထောက်ရငင်းချမ်းရဲ့အဖွဲ့အစည်းမှာ ဒေတာကိုအမြန်ဆုံးပြန်လည်ရရှိရေးအတွက်လှုံ့ဆော်နေပြီးဒေတာတွင်ကပြည်သူတွေကပါပူပေါင်းပါဝင်ဖို့ဒေတာကိုအမြန်ဆုံးပြန်လည်ရရှိမှာဖြစ်တယ်လို့ယုံကြည်ကြောင်းတချို့သောမီဒီယာတွေကမိမိတို့အဖွဲ့အစည်းကိုသာမကနိုင်ငံတော်နဲ့တက်မတော်အပေါ်ကိုပါတိခါကြဆင်းစေနိုင်သောရေးသားပြောဆိုမှုတွေကိုပါပြုလုပ်လာတာကိုလည်းတွေ့ရကြောင်းသူကပြောဆိုထားပါတယ်။ ကျမတို့ဘန်ဝါစကားပိုင်းသတင်းတင်ဆက်မှုအစီအစဉ်ကနေကချင်ပြည်နယ်အထူးဒေသတဲ့အတွင်းဖြစ်ပေါ်နေတဲ့သတင်းထူးသတင်းဦးများစီးပွားရေးလူမှုရေးကျန်းမာရေးပညာရေးနဲ့နိုင်ငံရေးသတင်းတွေကိုကဏ္ဍဆောင်လွှင့်စွာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။